အားလုံးပဲမင်္ဂလာပါရှင့်ယခုမြင်တွေ့နေရတဲ့ရုပ်ပုံတွေကတော့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့သခိုင်းငလင်ကျော်အေယာဝရီမြစ်ကိုဖြတ်သွားတဲ့နေရာဖြစ်ပါတယ်။အေယာဝရီမြစ်ကိုကန့်လန့်ဖြတ်ခွဲသွားတဲ့ငလင်ကျော်အစ်စ်ကိုရှာတွေ့ထားပြီးဒါကအခုမှတစ်ခုပဲတွေ့ရသေးတယ်လို့ငလင်ကျော်ရှာဖွေပေါ်ထုတ်သူတွေကပြောပါတယ်။ရေနဲ့တိုက်စားသွားလို့လမ်းကြောင်းပျောက်သွားတဲ့အကွဲမှုတွေမမြင်ရနိုင်တော့ပါဘူး။ဒါပေမဲ့ တေချာပေါက်အေယာဝရီမြစ်ကလမ်းကြောင်းပြောင်းပြီးမြို့အောက်ကျမ်းပြင်တွေကိုရေဝင်နေလောက်ပြီးဖြစ်ကြောင်းဘူမိဗေဒကျွမ်းကျင်ပညာရှင်တွေကတုံ့တက်ပြောဆိုနေကြပြီးဒီနှစ်မိုးရာသီရေတိုက်စားပြီးအကုန်မပါသွားဖို့အခုတည်းကကာကွယ်ရေးလုပ်ငန်းတွေစလုပ်ကြဖို့လိုတယ်လို့အကြံပြုထားပါတယ်ရှင့် အခုဆိုရင် ARI မြေထရရေလေအပြည့်ပြည့်နဲ့ခန်းလာတယ်နော်ဂျူရီယာဘက်ကတချို့သမုတ်ပင်းပင်းလေးတွေနော်ကန်းသားတွေမှာလည်းရေမျက်နှာပြင်ကတပြည့်ပြည့်နဲ့အုပ်ပြီးတော်တော်ကြီးလျော့သွားတယ်တချို့တချို့သောပင်လေကန်းရိုးလေးတွေဘုံတို့တခြားနိုင်ငံတွေပင်လေကန်းရိုးလေးတွေမှာလည်းရေကတပြည့်ပြည့်နဲ့အနောက်ကိုရောက်သွားတယ်ဆိုရေတပြည့်ပြည့်နဲ့ကျသွားအပေါ်တဲ့နေရာကြီးကပေါ်လာပြီးတော့အခုငါတို့ရဲ့နော်ပြက်ရွေကျောင်းကရှိတယ်မြေကပြက်ရွေကျောင်းမှာဖြစ်ပေါ်လာတယ်အင်းလေးကန်ကရေရလေတပြည့်ပြည့်နဲ့အုပ်ကိုခန်းသွားတယ်ဆိုတော့ရေတွေပြောက်သွားတဲ့ပြဿနာကြီးမားစွာတက်ရေတွေပြောက်သွားတဲ့ကိစ္စကောင်းတဲ့ကိစ္စမဟုတ်ဘူးနော်ရေဆိုတဲ့ဘဝကသူကသူပင် နေကနေကအဝေးပြန်တက်ပြီးတော့တစ်ချိန်ကျတော့ရှင်မိုးပြန်ရွာတာကွာဒီငါတို့ကုန်းမို့ရေဆိုတာသူ circulation နဲ့သူသွားနေတော့မြေကြီးအောင်ထဲကိုရောက်သွားလို့ကမ္ဘာမြေတို့ရဲ့အပူချိန်နဲ့အဲ့ရေကချိတွေသွားလို့ရှင်လည်းအဝေးပြန်မျိုးတနေရာဘူးကိုထွက်လာပါအဲ့တော့ဒီရေတွေတောက်တဲ့ကိစ္စကြီးမားတဲ့အနေကိုမျက်စိတွေမှာမြင်နေရသူခံစားရတယ်ကွာဟုတ်ကဲ့လူရည်အနေနဲ့သတိတော်ထားကြပါတော့ပင်လေးပြင်းနေတာပြန်ရေရုတ်ထိအောင်ရွှတ်ချသွားရဲဆိုရင်ရေအားကလည်းရေအားမဟုတ်ဘူးဟုတ်ပြီအဲ့ဒီကနေပြီးကောင်းကောင်းမွန်မွန်နဲ့အန်ဒီရဲ့ကင်းကပြန်ပေါ်လာပါသေးလို့ပဲကိုကြီးကဆုတောင်းနော်ငါတို့ရဲ့ဘုရားဘာသာဒီမှာနိုင်ငံကြီးနော်အေးမထူး 不如参加我们红哥红哥红当跳跳舞。OK，这叫什么？你怎么这么远大？不行了，你老是在这里做事，今晚你也做一样，我们来嘛，做一样去了。这什么路线嘛？不不，喏，路线嘛，OK 啊，当班里在旁中呢，奥丹拉旁中，有的路路里偏，树在当他的，那故意的树当越故意的偏，不就越腻？这个嘛，对哦，我故意让我们叫，叫。နစတရငလင်လုံးမယ်လို့ပြောတဲ့တဲ့င်းနဲ့ပတ်သက်ပြီးတော့ ယုံနာနဲ့မယုံနာနဲ့အုပ်စုတွေခွဲကြရအောင်ယုံတဲ့လူကယုံလို့ရေးခဲ့ပါမယုံတဲ့လူကမယုံလို့ရေးခဲ့ပါဒီ post မှာရေးခဲ့ပါ